ရော်တန်ရဲ့စီးကျင်းထိုးပွဲမှာနိုင်ပွဲအားလွယ်ပြီးဘာမှမလိုချင်တဲ့ထာကေရူအားလုံးမင်္ဂလာပါခင်ဗျာ 3K5 ကပြန်လည်ပြီးတော့ကြိုးဆိုးပါတယ်နောက်25ခုနှစ်မတ်လ23နေ့မှာကျင်းပမယ့်1172ပွဲမှာရော်တန်နဲ့ထာကေရူအပြိုင်ကျမ်းပါတော့မယ်1172ကဂျပန်နိုင်ငံမှာကျင်းပမှာဖြစ်လို့တခဲရူဘက်မှာပြိတ္တတွေပို့ပြီးတော့များနေနိုင်သလိုတခဲရူအာတန်နဲ့ကိပောင်စီစီမီတိုင်းထိုးရမှာဖြစ်လို့ရော်တန်မလွဲပါဘူးလက်ရှိချိန်မှာရော်တန်နဲ့တခဲရူနှစ်ဦးစလုံးအောင်ပွဲစာလောင်စိတ်တွေပြင်းထန်လို့နေပါတယ် ရော်တန်ဝေးကိစ္စကြောင့်ချန်ပီယံကပတ်ရုပ်သိမ်းခံရပြီးတော့ဂျာနာတကောင်လိုပောက်ကွဲပြခြင်းနေတယ်။ K1 ကိပောင်စင်ဝေးတန်း၃ခုချန်ပီယံဟောင်းထာကေရုကလည်းချန်ပီယံကပတ်မျောလင်းချက်အတွက်ရော်တန်နိုင်ပြပြီးတော့ရှေ့ဆက်ချင်းနေတာပါ။စူပါလက်နဲ့ပွဲမှာရှုံးထားလို့လည်းအခုရော်တန်နဲ့ပွဲသာရှုံးရင်ထာကေရုတိတ်ခါထပ်ပြီးတော့ကြာမှာဖြစ်ပါတယ်။ The Iron Man ရော်တန်ကတော့ရှုံးမရှိမှတ်တမ်းနဲ့ဖြတ်တန်းနေပြီးဝေးတိုင်းတစ်ခုတည်းပိုင်နိုင်တာမဟုတ်ကြောင်းသက်သေပြနေတယ်။ Dennis Bury နဲ့ပွဲတော့ကရော်တန်ဟာသူ့ရဲ့ကိပောင်စင်ရေသွေးကိုပြသနိုင်ခဲ့တယ်။ ရော်ထန်ပရိသတ်ကိုဖျော်ဖြေနိုင်သူပါဂျိုဝိုင်းထဲမှာပြိုင်ဘက်ကိုလောင်လိုက်ပြောင်းလိုက်လှုပ်တက်သူပါရော်ထန်သူအဂရက်ဆစ်ဖြစ်လုံးသူတို့အပြုံးတွေမထီမဲမြင်ဟန်တွေနဲ့ဖျော်ဖြေဆန်းဆန်းကစားတာသဘောကျတယ်လို့ဝန်ခံခဲ့တယ်ရော်ထန်လူရည်လေသူပါပရိသတ်တွေအသေးဆွဲအောင်ဒရမ်မာတွေလည်းခင်းတက်တယ်ဝမ်ချမ်ပီယံရှစ်ဥက္ကဋ္ဌချက်ထရီရဲ့အချစ်တော်လေးဖြစ်လို့သူ့ရဲ့ကစားမဘွားကပို့ပြီးတော့လွယ်ကူချောမွေ့ခဲ့ပါတယ်သူ့ရဲ့ professional မဆန်မှုတွေရှိပေမဲ့ပရိသတ်အများစုကအပြစ်မမြင်ကြပါဘူးအထူးသဖြင့်ထိုင်းပရိသတ်တွေပေါ့ ဒိုင်းမီတာတချို့ကရော်တန်ကိုအားပေးတဲ့အစ်စ်မဟုတ်ပဲကိုးကွယ်နေကြတယ်။ပွဲမတိုင်ခင်ဝိတ်ကျော်တာရော်တန်တို့ကတစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်ပါဘူး။ဝိတ်ကိစ္စကြောင့်ရော်တန်ကပတ်ရုပ်သိမ်းခံလိုက်ရပါတယ်။ဂျာကော့စမင်းရဲ့ပွဲမှာမျက်နှာငယ်လေးနဲ့ဟန်ပန်ပို့ပြီးတော့အနိုင်ယူနိုင်ခဲ့ပါတယ်။ရော်တန်အောင်မြင်ပြီးနောက်ပျက်စီးလာတယ်။လေးချိန်ကတေချာမလုပ်ဘူးအပျော်ပါအမှတ်တယ်ဖုန်ချောင်းနေဆိုပြီးတော့ဆွဆွဲခံရတယ်။ဂျာကေရူနဲ့ဘွဲအတွက်တော့ရော်တန်အချိုးပြင်ပြီးတော့တေချာလေးအာယုံဆိုင်နေခဲ့တာပါဂျာကေရူကတော့နီးစနစ်ကိုအာယုံဆိုင်ပြီးတော့ကစားတယ် ပြိုင်ပန်းအားနဲ့ချက်ကိုရှာဖွေနိုင်စွမ်းမြင်ပါနဲ့။ပွဲထိုးနေချိန်မှာရော်တန်ထပ်ပို့ပြီးတော့တည်ငြိမ်သူပါ။ခြေကံချက်တွေလက်သီးထိုးချက်တွေကောင်းမှုပြီးတော့ငဲပွားကလေးကဂရာတီနဲ့ကိပောင်စင်ကိုစနစ်တကျလေးလာခဲ့သူပါ။ရော်တန်နဲ့ထားခဲရူက112ရဲ့ flyweight ကိပောင်စင် super fight ပွဲဖြစ်နေထိုးကြမှာပါ။ရော်တန်မှာပြိုင်ပန်း super lag နဲ့အားဆမ်းမှုနဲ့ထားခဲရူကရော်တန်နဲ့ပွဲမှာဆောင်းရန်ဆောင်းရန်ပို့ပြီးတော့တည်ထားပါလိမ့်မယ်။ရော်တန်ကအဝင်ရဲရဲဖိအားပေးပြီးတော့ထားခဲရူကတော့နီးစ်နဲ့အသားပြုကတုံ့ပြန်ပါလိမ့်မယ်။ တာကေရုကစူပါလဲပေါ်ကန်ချက်တွေကိုမဖြုံခဲ့သူပါရော်ထန်လဲတာကေရုကြောက်နေမှာမဟုတ်ပါဘူးတာကေရုကရော်ထန်နဲ့ထိုးပွဲကရတဲ့ထိုးချစ်ကိုအသုံးပြုပြီးတော့ဇာတင်ကြောင်းလှူဒန်းသွားမှာဖြစ်ပါတယ်တာကေရုကပြီးခဲ့တဲ့နောက်24နှစ်ကုန်ပိုင်းမှာဇာတင်ကြောင်းကြောင်းလှူဒန်းထားပြီးပါပြီ VNM နိုင်ငံမတန်ဆွမ်းကလေးငယ်တွေအတွက်ယူရပြီးတော့တာကေရုကဇာတင်ကြောင်းဆောက်လို့လှူဒန်းပေးခဲ့တာပါရော်ထန်နဲ့ပွဲကရတဲ့ထိုးချစ်ကိုတာကေရုကလာအောင်နိုင်ငံမှာဇာတင်ကြောင်းဆောက်လို့လှူဒန်းပေးသွားမှာဖြစ်ပါတယ်အဲ့အတွက်လဲနိုင်ပွဲပို့ပြီးတော့သူလိုချင်နေတာပါ ရော်တန်နဲ့ထိုးမဲ့ဂျမန်နိုင်ငံစိုက်တာမာဆူပါအရီနာဟာတာကယ်ရီအတွက်အမှတ်ရစရာရဝန်းတစ်ခုပါအဲ့ဒီအားကစားရုံထဲမှာတာကယ်ရီရဲ့ K1 ကစားမပွားအစောပိုင်းနေ့ရက်တွေရှင်သန်ခဲ့ဘူးပါလေအမှတ်ရစရာစိုက်တာမာဆူပါအရီနာမှာတာကယ်ရီကကစားမပွားအရေးပါဆုံးပွဲကိုထိုးရပါတော့မေတာကယ်ရီကရော်တန်နဲ့ပွဲအတွက်အမေရိကန်နိုင်ငံမှာပြင်ဆင်လေ့ကျင့်နေပါလေတာကယ်ရီကဆူပါလက်ကိုရှုံးပြီးတော့ရော်တန်ကိုထပ်ပြီးတော့အညံ့မခံကျင်တော့ပါဘူးနိုင်ပွဲကလွဲ့လို့ဘာမှမလိုချင်ဘူးလို့တာကယ်ရီကကြွေးကြော်လိုက်တယ်ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပါပြီပါဆိုတော့တကယ် ်ဆရာကြီးဖိုင်တာကြီးနှစ်ယောက်ထိတိုက်တွေ့တော့မှာဖြစ်တဲ့အတွက်ဒီပွဲပေါ်ဘလို့မြင်ကြလဲမကြိုင်မှလည်းပွဲကကြည့်ရအောင်မှာဆိုတော့ထင်မြင်ချက်လေးပြောပြီးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ